လေဒီဘက်ကပါမင်္ဂလာပါကျွန်တော်နာမည်တိုးချီပါနေစဉ်တောင်းမြမအင်္ဂလိပ်စကားပြောမှဖြစ်ပါတယ်ခင်ဗျဒီနေ့ကတော့ကျွန်တော်တို့ကနေဒါနိုင်ငံရောက်မြန်မာအကြောင်းသားတယောက်ရဲ့အကြောင်းပါเนาะအဲ့ဒါကနေဒါနိုင်ငံကိုဘယ်လိုလာလို့ရပါသလဲကလီနာနိုင်ငံမှာစာသင်ချင်လို့ရှိရင်ဘာတွေလိုအပ်ပါသလဲဒါလေးကိုကျွန်တော်မေးဖို့ဖြစ်ပါတယ်ခင်ဗျာညနေမယ်ဘယ်လိုခေါ်လဲမသိဘူးဟုတ်ကဲ့ဟိုကျွန်တော်နာမည်အောင်စီယာမြင့်ပါဟုတ်ကဲ့အောင်စီယာမြင့်နော်ဟုတ်ကဲ့ဟုတ် เอ้ตื้อยาดาวันตาเลยโอเควันตาอะคืออันนี้ก็บะมาจ้องตัดตาแหละฉันว่าดิลอนดอนออนทาริโอป่ะเนาะลอนดอนออนทาริโอดาแคนาดาနိုင်ငံเนาะโอเคครับโอเคครับลอนดอนออนทาริโอဆိုတော့ဟောออนทาริโอပြည်နယ်ပါเนาะโอเคออนทาริโอပြည်နယ်မှာပါเออဆိုတော့လောလောဆယ်ညီပါจ้องตัดပါဆိုလဲကျွန်တော်อ่ะအခုက post grad diploma ပါเนาะ supply chain management supply chain management โอเคအဲညီအခုစာသင်ရတာကဘယ်လိုနေတော့ကနေဒါနိုင်ငံကြီးမှာ ကဲနည်းနည်းလေးဗာများกว่าတယ်ဗောဗျာမြန်မာပြည်နဲ့အတွေ့အကြုံအကြောင်းတက်တဲ့အတွေ့အကြုံဟုတ်ကဲ့အတွေ့အကြုံတွေကတော့အများကြီးပေါ့เนาะစရောက်တော့ကတော့အစိမ်းမပြားရှိရယ်စာနားမလဲတာတွေပေါ့เนาะဟုတ်ကဲ့ဟုတ်ကဲ့ဒီဒီဒီရဲ့ education system နဲ့ဒီအသားမကျတဲ့ကိစ္စတွေပေါ့เนาะဟုတ်ကဲ့ဟုတ်ကဲ့နောက်ပိုင်းကျတော့မှဒီ advisor တွေလည်းတွေ့ ဒီ project ကိုဒီနိုင်လဲတွေးတော့မှအဲပြန်ပြီးအသားကျလာပြီပေါ့နော်ဟုတ်ကဲ့စာလဲပြန်ကောင်းကောင်းပြန်လှုပ်လာနိုင်နေပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဒီပေါ့ဒီကိုကနေဒါနိုင်ငံမှာပေါ့နော်ခုလိုမျိုးចောင်းလာတင်ဖို့အတွက် ဘာတွေလိုအပ်လဲပေါ့နော်အဲသူတို့ဘာ requirement တွေရှိပါသလဲဗျာအခုလိုမျိုးចောင်းတင်ခွင့်ရဖို့လို့ပေါ့နော်ဟုတ်ကဲ့ဟုတ်သူတို့ကတော့ចောင်းတစ်ចောင်းတစ်ចောင်းနဲ့ requirement မတူဘူးဒါပေမဲ့ကျွန်တော်လာတော့ဆိုရင်သူတို့ကဒီဟိုက education background တောင်းနေပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ကအဲမြန်မာပြည်မှာလည်း bachelor ပြီးထားရတယ်ဆိုတော့ဟုတ်ကဲ့ဒီဒီ bachelor ဘာနဲ့ပြီးတာလဲအဲ bachelor civil engineering နဲ့ပြီးတယ်ဟုတ်ကဲ့ပြီးတော့ ကျွန်တော်ကိုအကုန်တောင်းတယ်ဗောနော် background education ရောဘာလို့ဒီနိုင်ငံမှာ study လုပ်ချင်လဲဗောလေဟုတ်ကဲ့ဟုတ်ကဲ့ပြီးရင်ကျွန်တော်ရဲ့ plan တွေပါရှိလဲဗောနော်ဟုတ်ကဲ့ပြီးရင် IELTS အမှတ်တရော Duolingo အမှတ်ဖြစ်ဖြစ်ဗောနော်ဟုတ်ကဲ့သူရဲ့အကြောင်းကြောင်းကျောင်းပေါ်မူတည်ပြီးတော့တောင်းတဲ့ requirement တွေကတော့ကွာသွားပြီဟုတ်ကဲ့အဓိကကတော့သူကဒီဘာကြောက်ဒီနိုင်ငံမှာရွေးရတာလဲဗော ကနေဒါကိုဘာကြောင့်ရွေးရတာလဲပေါ့အဲ့လိုမျိုးလားအဲအဲ့ဒါအဲ့ဒါရောပါတယ်ပြီးတော့ဒီចောင်းကိုဘာလို့ကြိုက်လဲပေါ့လေဟုတ်ကဲ့ဟုတ်ကဲ့ပြီးတော့အဲចောင်းပြီးသွားရင်ဘာဆက်လုပ်မလဲပေါ့လေကိုယ့်ရဲ့ career development အတွက်ဘာတွေရောဆက်လုပ်ပေးနိုင်မလဲပေါ့နော်ဟုတ်ကဲ့အဲ့ဒါမျိုးကိုအဆေးသဘောမျိုးပေါ့နော် study of purpose ပုံစံမျိုးနဲ့လက်ရှိပြရတယ်ဗျဟုတ်ကဲ့အဲ့ဒါဘာအဲ့ဒီပေါ့ ဒီခုန entrance တင်မဟုတ်ပတ်စံအားဖြင့်ငွေအမောက်အားဖြင့် requirement တလေရှိသလားဟုတ်ကဲ့ဥပမာလူစိမ့်တယောက်ပေါ့နော်ညီလိုပဲအကြောင်းပြတာတဲ့ဆိုပြီး engineering ပဲဖြစ်ဖြစ်တခြားဘွဲ့တွေပဲဖြစ်ဖြစ်ပေါ့ဗျာဟုတ်ကဲ့အညီလိုမျိုးမြန်မာတယောက်ကမြန်မာပြည်မှာဒီလာခြင်းလို့ရှိရင်အဲအနေဘလို့စရလဲဗောညီဘလို့များစဉ်းစားပြတဲ့လဲဗောနော်အဲ့ဒါလေးရှယ်ယာလုပ်လို့ရအောင်နော်ပြောပါဟုတ်ကဲ့ဟုတ်ကဲ့အရင်ဆုံးကျွန်တော် target ထားလိုက်ဗောနော်နိုင်ငံနေအများကြီးလဲကြည့်ရဲကြည့်ရဲ့အချိန်မှာ ကနေဒါကိုသဘောကျတယ်ဟုတ်ကဲ့ပြီးတော့အခွင့်အလမ်းလည်းပို့ရတယ်ပေါ့နော်အော်ပတူနတီလည်းပို့ရတော့ကျွန်တော်ကနေဒါကိုကြည့်ပြတယ်ကြည့်ပြောအရင်ဆုံးကိုနဲ့အဲကိုကိုကလည်းဟို father studies လုပ်ချင်တဲ့အတွက်ကိုနဲ့ကိုက်ညီတဲ့အဲဒီ program တွေလည်းလိုက်ရှာတယ်ပေါ့နော်ဟုတ်ကဲ့ပြီးတော့ဟို မာကတ်ဒီမန်းတွေလည်းကြည့်ရပေါ့နော်ဟုတ်ကဲ့ job opportunities ဘယ်လိုရှိလဲပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါလည်းအရင်ကြည့်ရကြည့်ပြီးတော့ကျွန်တော်သွားကျင်တဲ့အကြောင်းကိုလည်းကြည့်ရဟုတ်ကဲ့ပြီးမြို့ကိုလည်းကြည့်ရပြီးနယ်လည်းကြည့်ရမယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပြီးရသူ့သူ့ရဲ့ living expense ရောပေါ့နော်ကိုယ့်ရဲ့ budget နဲ့လည်းတွက်ပြီးတော့မှနောက်ပိုင်းဒီကြောင်းကိုလည်းရှောက်ဖြစ်သွားတယ်ရှောက်ဖြစ်သွားဟုတ်ကဲ့ဟုတ်ဒါဒီမြန်မာပြည်မှာပေါ့နော်ကျွန်တော်အခုအဲဆိုကြပါဆိုကျွန်တော်အကြောင်းသားတရားပေါ့နော်ဟုတ်ကဲ့အဲဒီလာတဲ့ခါမှာတော့ကြောင်းကို အရင်ကြီးရှာ တွေ့တာလား ကျောင်းရှာတွေ့သားတဲ့ခါမှာရှောက်လွာကကျောင်းရှောက်လွာကိုအရင်တွားရတာလားဗီဇာတွေကိုတွားရှောက်ရတာလားဘာတွေ require ရှိသလဲပေါ့နော်ဟုတ်ကဲ့အရင်ဆုံးကျောင်းကိုရှောက်တယ်ပေါ့နော်ကျောင်းကိုကျောင်းကို admission fees တွင်းပြီးတော့မေးရပေါ့နော်ကျွန်တော်စီမှာဒီလို background တွေရှိတယ်ကျောင်းမှာဒီလိုတက်လို့ရလားပေါ့နော်ဟုတ်ကဲ့အဲအဲ့ဒါမှာတို့ကလက်ခံနဲ့တက်လို့ရတယ်ဆိုမှကျွန်တော် offer letter ထုတ်ပေးရပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါနေ deposit တွင်ဟုတ်ကဲ့အဲ့ဒီတဆင်ပြီးတဆင်ရနေပြီးတော့ဒီ ် offer letter acceptance letter ရတယ်ပေါ့နော်။ကျောင်းဘက်ကရပြီးတော့ကျွန်တော်ပြည်နယ်ထောက်ခံစာလည်းတက်ချောက်ရတယ်။ဟုတ်ကဲ့ပြည်နယ်ထောက်ခံစာဆိုတာဒီကနေဒါနိုင်ငံရဲ့ဟုတ်ကဲ့ပြည်နယ်ထောက်ခံစာပေါ့နော်ကျွန်တော်ဒီဟုတ်ကဲ့ Ontario မှာဆိုတော့ Ontario ရဲ့ထောက်ခံစာတွေရောကျောင်းကပဲပြန်လုပ်ပေးရပေါ့နော်။အော်ကျောင်းကလုပ်ပေးတော့အဓိကကတော့ကျောင်းကိုရှောက်လွှာတင်လိုက်တယ်။ဟုတ်တယ်။ကျောင်းကလိုအပ်တဲ့ပတ်စံကိုသူတို့တောင်းမယ်။ဟုတ်တယ်။ပြီးွားရင်လိုအပ်တဲ့စာရွက်တွေကိုသူတို့ကုန်နှိုင်းအားစ ဝိုင်းလုတ်ပေးဟုတ်ကဲ့ဟုတ်ကဲ့ဝိုင်းလုတ်ပေးတယ်ဗျဟုတ်ကဲ့အဲ့ဒီခါကျတော့ဒီလောလောဆယ်မှာအဲ့ဒါမျိုးရှောက်တဲ့ခါမှညီမအာပတ်စပို့ရှိလာပါဘောနော်နိုင်ငံကူးလက်မှားကရှိပြီးသားလားဟုတ်တယ်ဟုတ်ကဲ့အဲဘယ်ချိန်ခါမှဗီဇာတက်လျှောက်ရမယ်ပေါ့ဟုတ်ကဲ့အဲကျွန်တော်တို့ကတော့အာစာအုပ်ကရှိပြီးသားဆိုတော့ ကျွန်တော် passport ဒီ ID ပေါ့နော်ဟုတ်ကဲ့သူ့တို့လည်းပြရတယ်ဟုတ်ကဲ့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 ဟုတ်အကုန်တော့အဆင်ပြေတယ်ဟုတ်ကဲ့ဒါပြီးသွားတဲ့ဘယ်အချိန်ကြတော့မှရှောက်လွှာတင်ရလဲပေါ့ကနေဒါတန်ယုံကိုတန်ယုံကိုရှောက်လာတင်တယ်ဆိုတော့ဒီဗီဇာရဖို့ဟုတ်ကဲ့ဗီဇာရဖို့ကတော့ကျွန်တော်3လလောက်ကျောင်းဖွင့်တာ September ဖွင့်တယ်ဆိုရင်ကျွန်တော်3လလောက်အလိုမှာဗီဇာစဝင်တယ်ပေါ့နော်တန်ယုံဟုတ်ကဲ့သူကအဲ့ဒါတယောက်နဲ့တယောက် case မတူတော့ တလာအဲကျွန်တော်တို့ကတော့တလာခွဲလောက်ကြာတယ်တလာခွဲဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့တချို့လဲမြန်မြန်ရကြတယ်တချို့လဲတိထက်ကြာကောင်းကြာတယ်ပေါ့နော်အဲ့လိုမျိုးရှောက်လာတွင်တဲ့ခါကျဘယ်တော့အင်တာနက်ပေါ်ကပဲဖောင်နေဖြည့်တာလားဟုတ်ကဲ့ကနေဒါတန်ယုံရှိလာဟုတ်ကဲ့အဲမြန်မာပြည်ကနေရှောက်မယ်ဆိုရင်ဒီရန်ကုန်မှာ VFS ဆိုတာရှိတယ်ဟုတ်ကဲ့ဒီကနေဒါတို့ UK တို့ဒီလိုမျိုးလက်လွဲ ပေးရတယ်ကိုယ်စားလဲပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လဲရန်တန်ယုံရဲ့လို့တန်ယုံရဲ့လို့မရှိဟုတ်ကဲ့သူလက်ထောက်ခံဟုတ်ကဲ့ဥစ္စာလေးတွေဟုတ်ကဲ့အဲ့လိုပဲရှိတော့အဲ့မှာပဲကျွန်တော် passport သွားထပ်ရတယ်ပေါ့နော်အဲ့ဒါ Australia နိုင်ငံလောက်တာလား Honeng ကလောက်တာအဲ့ဒါပြောတော့အကုန်လုံးရှိရအဲ့မှာ Australia အော်အားလုံးကိုစုပြီးတော့အဲ့တခုလောက်ထားပေးတယ်အော်ဟုတ်ပြီဒါဥရောပနိုင်ငံတွေလည်းပါတယ်နဲ့ဟုတ်တယ်ဟုတ်တယ်ပါတယ်ဟုတ်ကဲ့ဟုတ်အဲ့လိုမျိုးလုပ်တယ်ပြီးတော့မှသူတို့တဆင့်ဒီဘန်ကောက်ကတန်ယုံကိုပို့ပြီးပို့တယ်ပေါ့နော်ဟုတ်အော်ဟုတ်ပြီဟုတ်ဆိုင်ရာတန်ယုံတွေပြန်အဲ့လိုမျိုးရှောက်လွာတင်တာသူတို့ဗီဇာဂျေးကဘယ်လောက်လောက်ပေးရလဲတင်လားအဲဗီဇာဂျေးကကျွန်တော်မှတ်မိတဲ့လောက်ဆိုရင် Canadian 150ပေးရတယ်ပြီးတော့ biometric fees က 185ဖြစ်မယ်အဲတော့လေဟုတ်ကဲ့ဒီ fingerprint တွေပေးတာ US ဒေါ်လာလားကနေဒီယန်ဒေါ်လာအဲအဲ့တော့ကနေဒီယန်ဒေါ်လာနဲ့ပေးရတယ်ဟုတ်ကဲ့ဟုတ်ပြီဟုတ်ပြီဒါတိတ်မကွာဘူးပေါ့ဗျာဟုတ်ကဲ့ဟုတ် US နင်းနီးပါပဲဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဆိုတော့ဒီအခက်ခဲတွေတော့များတာပေါ့နော်လွယ်လင်းတကူတော့ဟုတ်ကဲ့လွယ်ဝလွယ်လားလွယ်လင်းတကူလားလွယ်ဟုတ်ကဲ့လွယ်လားဆိုတော့လေသူတို့ကအသက်ရွယ်လေးကြည့်ရပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ background လေးကြည့်တယ်ဟုတ်ကဲ့ကြည့်ပြီးတော့သူတို့အဲသူတို့ရဲ့ requirement ကို meet ပြင်တော့ရနိုင်ပါတယ်ဟုတ်ကဲ့အော်ဟုတ်ပြီ တော့စောက်ရတဲ့လူတွေကများလားညီရမျိုးရှောက်တဲ့လူတွေများလားများတယ်များတယ်အများစုကရဟလားမရတဲ့လူတွေကညီဟုတ်ကဲ့တိတယ်ဟုတ်ကဲ့မရတာတချို့လည်း reject ထိကြတယ်ဘာဖြစ်လို့ထိ reviews ကြည့်ရဆိုတော့အဲ reason တွေကတော့အများကြီးပေါ့နော်သူတို့ refuser reason တွေကတော့ financially ရ reason ထိတယ်ပြီးတော့ဟောပေါ့လေဒီ အိမ်ပြန်လာမှာမဟုတ်ဘူးဆိုတဲ့ reason တွေပေါ့နော် reason ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမျိုးနဲ့တော့ထိကြတယ် yeah ဒါပေမဲ့တချို့ကျတော့လေနှစ်ခေါက်သုံးခေါက်တင်ပြီးရသွားတဲ့လူတော့ကြားဘူးတယ်ကျွန်တော်တို့ကတော့တစ်ခေါက်ထဲနဲ့ရလာတယ်ပေါ့နော်ဟုတ်ကဲ့အဓိကသူကဒီပတ်စံကိုမှာ background ဘလောက် ရှိလဲနံပါတ်1ကတော့ဒီကိုလာပြီးရင်မပြန်မှာဟိုစိုးရိမ်တာပဲရှိတယ်လို့ဟုတ်တယ်ယူဆရတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဒီကိုလာပြီးတော့မပြန်ဘူးလို့ယူဆရတဲ့လူဆိုရင်တော့သူတို့တွေက visa reject ပြီးပေါ့ညာတော့ဟုတ်ကဲ့ reject တွေ့ဖို့ညာအဲအဲ့လိုမျိုးဟိုနည်းမဖြစ်ဖို့အတွက်ကတို့ဘာ information တွေမေးတာအဲ information ကတော့ကျွန်တော်တို့ visa တင်တဲ့အချိန်မှာကိုယ့်ဘက်က income flow ကိုလည်းပြရတယ်ပေါ့နော်ဟုတ်ကဲ့ income flow ကိုတစ်ခုတည်းတစ်ခုတည်းပြရတဲ့ဆိုင်နှစ်ခုသုံးခုလောက်ပေါ့နော်ဟုတ်ကဲ့ income flow လည်းပြရတယ်ပြီးတော့ကိုရဲ့ဒီဟိုပါဗောလေဒီ property ရောပြတာပိုကောင်းတယ်ပြီးတော့အဲ့လိုမျိုးပေါ့နော်ပြီးရင်ကိုရဲ့လုပ်ငန်းရောပြအောင်နော်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဟုတ်ကဲ့အဲ့လို အဲ့လိုပြောရင် financially ရာကိုကပြနေတယ်ဝင်ဝင် ရှိတာပေါ့နော်ဝင်ဝင်ရှိတာလောက်ကန်ရှိတာပေါ့ဟုတ်ကဲ့ဟုတ်အဲနေလငါလားဒီတိုင်းဘာမှလက်လွတ်ကြီးမဟုတ်ဘူးပေါ့နော်မဟုတ်ဘူးပေါ့နော်အဲ့ဒါကိုပြနိုင်တယ် hey ဆိုလို့ရှိရင်သူတို့ immigration အနေနဲ့ကအဲညီကကနေဒါရောက်လာရင်မပြန်တော့ဘူးဆိုတော့ဥစ္စာမျိုးသူတို့ကမယုံဘူးပေါ့နော်ပြန်မယ်လို့ယူဆတဲ့လူကိုပဲ ေးလိုက်တယ်ဒါမျိုးနားလည်တာပါနော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အဲ့ဒါအဲ့လာနေတဲ့ရင်ဒီဘောရောက်လာတာဟုတ်လားဟုတ်ပါတယ်အဲ့ဒီခါကျတော့ဒီလေရင်လက်မှတ်ဝယ်တာတို့ဟွန်နင်းတာတို့ရောအစဉ်ပြည့်ရက်လားအဲ့ဒီဘက်ချန်ဒါလိုက်ကြတော့ဘယ်ကနေလာတာလဲဒါလိုက်တော့ကျွန်တော်အဲမြန်မာပြည်အဲရန်ကုန်လေစိတ်ကနေပဲဒီဘန်ကောက်ပေါ့နော်ဟုတ်ကဲ့ဘန်ကောက်ကနေအဲဒူဘိုင်းဒူဘိုင်းကနေဒီ Torrent Road Torrent ဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာ လောလောဆယ်မှာကြာတော့ဘယ်လောက်ကြာပြီလဲကနေဒါနိုင်ငံရောက်နေတာအဲကျွန်တော်၈လရှိပြီဟုတ်ကဲ့၈လအေး welcome to canada thank you ကနေဒါနဲ့မြန်မာနဲ့ဘယ်လိုလဲများกว่าလဲဟောနော်ရန်ကုန်အထူးသဖြင့်ရန်ကုန်ညကပဲမြို့อ่ะတိကျွန်တော်ဇာတိကမန္တလေးอ่ะမန္တလေးကရန်ကုန်မှာပဲရန်ကုန်ဟုတ်ကဲ့ဟုတ်ပြီဟုတ်ပြီတော့ရန်ကုန်မှာကြီးတာဗောနော်ဟုတ်ကဲ့ရန်ကုန်ကဒီလောက်လူတွေများပြီးပျော်ဖို့ကောင်းတာဗောနော်လူတွေကထော်ကြီးပဲအာလန်ဒန်ဆိုတဲ့မြို့ အမှန်တိုင်းကြတော့မော်လမြိုင်ထက်တော့ချုပ်ကတ်နိုင်လေးရပါတော့ကျွန်မနိုင်ငံအနေနဲ့စလို့ရှင်ပါတော့ဟုတ်ကဲ့ဟုတ်ကဲ့ရွာလေးလို့ဖြစ်တယ်လို့ယူဆတာရွာဆိုပေမဲ့မြန်မာလူမျိုးတော့လမ်းမရှိတဲ့ရွာတော့မဟုတ်ဘူးပေါ့ဗျာဒီကြည့်နေမှာပါပဲရှိရှိဟုတ်ကဲ့အဲဒီကနေဒါနိုင်ငံရွာတွေမှာလည်းရှိတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ main point ကဟိုဟာဒီကမဟုတ်ဘူးလူက၆ကန့်နေတော့ အာလမ်းပေါ်မှာဆိုလူမရှိတဲ့လောက်ပဲလေကျွန်တော်တို့ယူဆပြီးတာနော်များသောအားဖြင့်အဲ့ဒီခါကျတော့ဘယ်လိုများခံစားရလဲ။ဟာဖီလင်းကတော့အသားမကျဘူးပေါ့နော်။စာစာအဲစာစာရောက်ချင်းတုန်းက boring ဖြစ်တယ်။အရန်အထီးကျန်နေပေါ့နော်။အဲ့လိုမျိုးတွေကတော့ဖြစ်တယ်။ဒါပေမဲ့အဲကြာလာတော့လေနေသားကြောင်နေရပေါ့နော်။အရန်တော့ရန်ကုန်ရဲ့ lifestyle နဲ့လန်ဒန်ရဲ့ lifestyle နဲ့ကတော့တော်တော်ကွာတယ်။ဟုတ်ကဲ့။ဒီ ပြင်းတော့ပြင်းတာပေါ့ဒါပေမဲ့ကိုမပြင်းဘူးပေါ့နော်အဲအဲ့ဒါမျိုးပါဟုတ်တယ်လားအေးဒီတိုင်းကိုက survive လုပ်နေတဲ့အချိန်ဆိုတော့ဒီလိုပဲဆက်ပြီးတိခတ်ဆက်ဆပြီးနေရတာပေါ့နော်ဟုတ်ကဲ့ဟုတ်ပြီးတော့ဒီအင်္ဂလိပ်စာကြတော့ဘယ် level ကိုဒီကနေဒါတန်ကျောင်းကတတ်မှတ်တယ်လေညီတို့ဒီဘက်မှာလေးလေးလာပေါ့မလေးလာပေါ့အဲလေးလာပေါ့သူတို့စစ်တယ်သလားဟုတ်ကဲ့စစ်တယ်စစ်တယ်ဆိုတာကျွန်တော် IEDS 6.5ပေါ့နော်ဘန်ဘန် over 6.5ဆိုရင်တော့သူတို့အဲ့ certification ဟုတ်ကဲ့ ဘာလဲ RE ခုနကညပြောတဲ့ RE ELTS RELT အဲ့ဒါဘာလို့ဘာခေါ်လဲအဲဒီ UK ကစတဲ့စာမွေးပဲပေါ့နော် UK ကတိုဖယ်လိုပုံစံမျိုးပဲပေါ့ဟုတ်ကဲ့ပြန်ပြောကြည့်ကြည့်ပါ R I I E L I E L T S ဟုတ်ကဲ့ဟုတ်ကဲ့ I again sorry uh, say it again uh, yes. uh, i e l t s r e l t s ရမလားမသိပါနော်ဟုတ်ကဲ့ဟုတ်အရှိကောက်ပါညီသိအရှိကောက်တော့မမမီဘူးပြီးတော့ duolingo လည်းဖြည့်လို့ရတယ်ဟုတ်ပြီဟုတ်ပြီဟုတ်ပြီသူတို့ requirement ကြီးဆိုတော့အဲ့ဒါအမှတ်ဘလောက်ဘယ် तू အမှတ်အမြင့်ဆုံးကဘလောက်ရှိလဲအမှတ်အမြင့်ဆုံးကကျွန်တော်တို့အခု post grad level ကိုတောင်းတာက duolingo ဆိုရင် over 120တောင်းတယ်120အမြင့်ဆုံးရနိုင်တာဘလောက်ထိရနိုင် အဲအလုံးမှန်နေဆိုပါအလုံးမှန်နေဆိုဒီတောင်မှ135 140အဲ့လောက်ပဲ140အဲ့ဒါအထူးတပြည့်တရာနဲ့140ကြာပါနော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အဲ့လောက်ရှိတယ်အဲ့ဒါ120ဆိုလို့ရှိရင် okay သွားတာပါ okay သွားတယ်ဟုတ်ကဲ့အဲ့ဒါမျိုးပါနော်ဟုတ်ကဲ့ဟုတ်ဆရာဒီခါကျတော့ညီကကြောင်းအိတ်ကြောင်းစားပဲလားဒီမှာอืมကြောင်းအိတ်ကြောင်းစားရမို့ဘူးကျွန်တော်အပြင်မှာပဲဒီအခန်းကားနေပါဘောနော် single room ပေါ့ဟုတ်ကဲ့ဟုတ်ဒါမျိုးကြောင်းနဲ့ တင်ဖို့လာတဲ့ခါကျတို့အလုတ်လုတ်ခွင်ရောပေးသလားဟုတ်ကဲ့ပေးတယ်ဆိုရင်တို့ဘယ်နှစ်နာရီလောက်တတ်မှတ်ထားသူတို့ကတော့အဲတပတ်ကို24 hour ပါပေါ့နော်ဟုတ်တောက်တာဆိုရင် 24 hour ပါแทปို့မလောက်ရဘူးပေါ့ဟုတ်ကဲ့ပို့လောက်လို့တော့မရဘူး24နာရီတော့တရားဝင်လောက်လောက်ခွင့်အလုံးလောက်ခွင့်ရတယ်ပတ်တိုင်းပေါ့เนาะဟုတ်ကဲ့သူတို့ဒီဟို scholar တွေပါတွေအထူး season တွေပါတွေပေးတာမျိုးဟာရှိပါဟုတ်ကဲ့ထူးချွန်တဲ့ကျောင်းသားတွေပေါ့เนาะအဲ့ဒါတွေလည်းရှိရယ် scholar scholarship program เนี่ยသူတို့ခေါ်တဲ့ရာသီပုံမှာလည်းမူတည်မယ်ဟုတ်ကဲ့ရာသီခေါ်မလဲဆိုတာအဲ့ဒါဒီကျောင်း website ထဲမှာအသေးစိတ်တော့ကြည့်လို့ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟုတ်ညီတက်တဲ့အခုကျောင်းက Fanshawe College နော်ဟုတ်ကဲ့ဟုတ်ကဲ့ Fanshawe College ဟုတ်ကဲ့အေးအေးအဲ့ဒီမှာလန်ဒန်မြို့မှာသွားဘူးလေဟုတ်ကဲ့အေးလဲဘူးလေကျွန်တော်တော့သဘောကျတယ်ဒီမြို့ကြီးနေနဲ့ဆိုင်ပါမြို့ကြီးကပြောပါတွေ့တဲ့တိုင်းပဲနော်ဒါဒါကျွန်တော်ရဲ့ဘိုးတော်နိုင်ငံတော်ရဲ့မြို့တော်ကြီးပေါ့နော်ဟုတ်ကဲ့တိတ်မပွားစားပါဘူးဒါပေမဲ့အဲတမျိုးလေးပေါ့နော်ရောက်ခါစားလူတွေကတော့အဲနည်းနည်းလေးတော့စိတ်ညစ်နိုင်တယ်အဲကျွန်တော်ကျတော့သဘောရမ်းကျတယ်ဒါမြင်လေးပေါ့နော်လူတွေမရှောက်ဘူး များလည်းမများဘူးနည်းလည်းမနည်းဘူးနှောက်ရှက်ပေးမဲ့လူလည်းမရှိဘူးဗျာအထူးသဖြင့်ဓမြအတိုင်းမှာမကြောက်ရအောင်ဗျာလမ်းလေကောင်မှာညားတကောင်ကြီးဟုတ်တယ်နှစ်နိုင်ကြီးလမ်းလျှောက်လို့ကိုဘယ်သူမှလည်းမလာဘူးဗောနော်နှင်းနေကြလို့ရှိရင်ရဲအကုတ်ကူတာပဲရှိတဲ့အဲလုံုံမှုရှိတယ်ဆိုတဲ့ဥစ္စာမျိုးလေးခံစားရတာဗောနော်ညင်းနေနဲ့ရောက်ခါစားဆိုတော့အဲအဲ့ဒါမျိုးလေးတွေက တွေးမိတာ ရှိတာဟောတခါတလေဟောလုံကြုံမှုပိုင်းဆိုင်ရာပေါ့ဒီကိုနှိမ်တာမျိုးတွေရှိသလားဥပမာအာရှတိုက်သားဆိုလို့အာပေါ့ဟောမတူတယ်လို့မတန်တယ်လို့ဒါမျိုးဆက်ဆံတဲ့အဖြူတွေပဲဖြစ်ဖြစ်တခြားဟွန်နင်းတွေပဲအထူးသဖြင့်အဖြူတွေပေါ့နော်အဲ့ဒါမျိုးများကြုံဘူးပါသလားအဲ့လိုမျိုး case ကတော့ကြီးကြီးမားမားမကြုံဘူးမကြုံဘူးသူတို့ Asian လိုနည်းနည်း gesture ကနည်းနည်းလေးပဲအဲ့လိုမျိုးဟုတ်ကဲ့ပုံစံလေးပဲပေါ့ပေါ့ကောင်းပေါ့လေအဲ့လိုမျိုးတီးတီးတတ်တာလားကြီးကြီးတော့မကြုံဘူးပြောပါလောက်အောင် โอเคပြောပေါက်လောက်တော့မဟုတ်ဘူးပေါ့နော်ဟုတ်ကွာနားရင်အဲ့ဒါမျိုးတခါတလေကြတော့ဗာလဲဆိုတော့ဒီဘက်ဒီမှာရှင်ကျင်ကိုနေတဲ့နိုင်ငံနဲ့ပေါ့နော်ဒီဘက်တင်နေပေါ့အဲ့တခါလေကြတော့အေးအဲ့ဒါမျိုးလေးရှင်ကြည့်တဲ့ခါကြတော့ ပြောစရာမဟုတ်အဲ့တမ်းပတ်နိုင်လို့မရဘူးဗောနော်အေးအဲ့ဒါမျိုးလေးပေါ့လုံခြုံမှုလေးတော့ရှိတာဟုတ်ကဲ့လုံခြုံမှုကတော့အပြည့်ပဲဟုတ်ကဲ့ဒါရှစ်ရှစ်လအဲရှစ်လရှိပြီဗောနော်အဲ့ဒါဒီတင်တန်းဘယ်လောက်ကြာလဲဗျကျွန်တော်တို့ကအခုကတက်တာ1 year program ပေါ့နော်1 year program 1 year program co-op co-op ပါသေးတယ် ဟုတ်ကဲ့ co-op ဆိုတာဟိုဘော internship 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 program ရောပါမယ်ဟုတ်ကဲ့ဟုတ်အဲ့လိုမျိုးအဲ့ဒါကိုနှစ်နှစ်တက်ပြရအောင်နော်ဟုတ်ကဲ့ program တစ်ခုယူဆက်စုပေါင်း course ကဘယ်လောက်ကြာနှစ်နှစ်တူရပါဘောနော်ဟုတ်ကဲ့ဟုတ်တူရပါလေဟုတ်အင်းအဲ့ဒါလောလောဆယ်ကြာတော့ရည်စားတွေဘာတွေရှိလားမသိလွမ်းနေလောက်နေတူပါဒီတက်ရရတော့ရှိနေထင်ပါတယ်မရှိဘူးမရှိဘူးအေးရည်စားမရှိဘူးလေဗျာဒီမှာဟုတ်ကဲ့စိတ်ဝင်စားတဲ့လူတွေမိတ်ဆက်ပေးပါရစေနောက်တော့ပါနော် အဲဆရာဒီဒီကျောင်းခန်းနေမှာကြာတော့သင်တန်းသားတွေဟာဘယ်နှစ်လောက်ရှိတယ်ထုံးစံအားဖြင့်ဒါသာရတခုပြီးတခုသင်တန်းစီမှာကျောင်းသားဘယ်နှစ်လောက်ရှိတယ်အဲကျွန်တော် အဲကျွန်တော်တို့တန်းမှာ20ကျော်30ကျင်းလာပြီးရရှိတော့ကဲ။လမ်းမာပြီမှာတော့အကြတော့ဘယ်နှယောက်လောက်ရှိလဲတက္ကသိုလ်ကျောင်းထဲမှာတက္ကသိုလ်ကျောင်းမှာ50ကျော်လောက်60လောက်တော့သွားတယ်။အဲ့ဒါဒီမှာကျုံဘူးလားဝါတာမျိုးကျုံဘူးတော့အဲ့ဒါကျုံနေအများကြီးပါပိုတက်ဖို့လို့ညံတာပါနော်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဒီချင်းချင်းနေလန်းငါလားဆင်တဲ့အခါကျတော့ဘယ်လိုမျိုးများခံစားရလဲပေါ့အခုဘာသာရနဲ့ကိုသင်တဲ့ မြန်မာចောင်းဆရာတွေ ਨੇ ဒီမှာကြတော့ဟုတ်ကဲ့ចောင်းဆရာကမျိုးစုံပါဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဖြူရောမဖြူရောအားလုံးပါကြတာဟုတ်ဟုတ်ကဲ့ဟုတ်အဲ့အဲ့ဒါဘာဒီမှာကွာချာချာချာတာဒီမှာတော့အကုန်လုံး schedule နဲ့သွားကြတာဆိုတော့เนาะဟုတ်ကဲ့တင်တာကတော့ကိုမတိုင်ကိုစာမရဘူးမရဘူးဘာမှလည်းလုံးလုံးမရဘူးအဲ့တော့ကိုပဲဘာမှမရဘူးကိုပဲစာရအောင်လုပ်အဲ့အဲ့လိုမျိုးပေါ့เนาะဟုတ်ကဲ့အဲ pressure ကတော့ pressure ကတော့ နောက်ပိုင်းတော့အသားကြပရက်ရှာဆိုတာထက်ကိုဘယ်လိုပြောရမလဲကိုစာလိုက်လောက်ရမယ်ကိုစကေဂျူးတိုင်းတိုင်းလိုင်းနဲ့လုံးဝကိုရဟုတ်တယ်ပြီးတော့ week by week သွားရတယ်ပေါ့နော်ဟုတ်တယ်တော်ရနေဒါလောက်ဒါလောက်ဒါလောက်ပဲပြောလိုက်ဟုတ်တယ်ဟုတ်မင်းလားငါလားခေါင်းကြီးဆွဲပြီးတော့နေကြက်ရမယ်မရရကောင်းလားဒါမျိုးဆိုတာမရှိဘူးဟုတ်ကဲ့ဟုတ်ဒါတကယ်တမ်းကြတော့တစ်ခါလေကြတော့တော်ရအောင်သွားမှစတက်တယ်အောင်သွားမှစတက်တယ်ဒါမျိုးထင်တာဟုတ်တယ်ဟုတ်ကဲ့ DL college တွေကကြတော့များသောအားဖြင့် critical thinking back ကိုပုံများတာပေါ့ဗျာဟုတ်ကဲ့ဒီနေဒီစာအုပ်သားဖားလိုက်ဟိုအသားဖားလိုက်ပြီးရင်ဒါရေးလိုက်ဒါ ါဒီလောက်ပဲသူကသွားတာဟုတ်တကယ်တမ်းကြတော့နေလန်းကလားဟေးဒီမှာတစ်အပေါင်းနှစ်ပေါင်းမရသေးဘူးလားငါထပ်ပြအောင်မယ်နှစ်အပေါင်းတစ်ဒါမျိုးတွေတို့မှမရှိတော့ဘူးဟုတ်တယ်ဒီများသားပြ critical thinking back ကိုသွားတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီခါကျတော့ဒါကအဲဗာလဲဆိုတော့ကြောင်းပြီးသွားတော့မှကိုယ့်အနေကိုလေးလာခြင်းလေဟေးဆိုလို့ရှိရင်ဟုတ်ကဲ့အဲဆက်လေးလာလို့ရတယ်ဆိုတဲ့ဥစ္စာကိုတိတ်သွားတာပေါ့နော်ဟုတ်တယ်ဟုတ်ကဲ့ဟိုစာရွက် ပွဲလက်မှတ်ကြီးတာမရမှာပေါ့နော်။ဒါမှလေးလာခြင်းနဲ့လူ ਆ ကြတော့ဆက်ပြီးကို train ပေးလိုက်တယ်ပေါ့နော်။အေးအဲ့ဒါမျိုးလေး train ပေးလိုက်ဟုတ်ကဲ့။အေးအဲ့ဒါမျိုးလေးပေါ့ဟုတ်တယ်လား။ဟုတ်ကဲ့။ဒါအယောက်20ဝန်းကျင်ဆိုတော့ဒါအတော်လောက်ပါပဲ။များလည်းမများဘူး။နည်းလည်းမနည်းဘူးပေါ့နော်။ဟုတ်ကဲ့ဟုတ်ကဲ့။အေး ဆိုတော့အကယ်၍ညီလိုမျိုးပဲကြိုးစားကြင်စိတ်ရှိနေတဲ့လူတွေညီပါရင်းများမှားကျင်တယ်လေဗျအဲ့ဒါဘယ်လိုကြိုးစားခဲ့ရလဲဗောနော်ဒါများသားရှင်ညံညီရတာလားတော့မဟုတ်မိဘကအရန်တောက်တင်လို့ရတာလားဟုတ်လားအဲ့လိုလည်းမဟုတ်ပါဟုတ်ကဲ့အဓိကတော့ဆယ်လို့ရမှာအဓိကတော့ကို passionate ဖြစ်တဲ့ဟာလို့ပေါ့နော်ဒီကဒီနိုင်ငံလာဖို့ဆုံးဖြတ်ထားတယ်ဟုတ်ကဲ့ဆိုရင်ဟိုကကိုကအဲအကုန်လုံးလဲဟိုအဓိကတော့ပြောရရင်အစားကလေးကဘယ်သူမှတော့ တက်မလာဘူးလေဟုတ်ကဲ့ဟုတ်ကဲ့အကုန်လုံးလောက်ယူရတာဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့ဒီကြိုးစားလို့ရတယ်ကိုကတကယ်လာခြင်းနဲ့တကယ်ဆန္ဒရှိရဆိုဥမာထားပါတော့တစ်နှစ်တန်ဒီနှစ်နှစ်တန်ဒီ target ပေါ့နော်အချိန်လေးယူပြီးခေါင်းခေါင်း prepare လုပ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့လာတော့အဲလာလို့ရပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ကြီးကြိုးစားလို့ရှိရင်ဗာမဆိုဖြစ်တယ်တဲ့နော်အဲပြီးွားလို့ရှိရင်ဒီညီကအများရန်အလုပ်လုပ်နေတာဟုတ်တယ်လားဟုတ်ကဲ့အဲ့တော့ မိဘအထောက်ကူတာပါနိုင်တယ်ဒါပေမဲ့လုံးဝကြီးရဲ့လည်းမဟုတ်ဘူးပေါ့ဗျာအေးအဲ့ဒါမျိုးပေါ့ဟုတ်ကဲ့ဟုတ်အဲ့အဲ့ဒါမျိုးလားမသိဘူးဟုတ်ဟုတ်ဟုတ်ဘာဖြစ်တော့တခါကြီးအများသားဖြစ်တော့လူအများစုကတခါကြတော့တိမ်ငယ်တတ်တယ်လေဟုတ်ကဲ့မရှိလို့ရှိလို့ရှိလို့မရှိလို့ဒါပေမဲ့တကယ်တတ်ချင်တယ်တပ်ဖို့ရေးဆိုလို့ရှိရင်ဒီကညီပြောတဲ့အတိုင်းပေါ့နော်တက္ကသိုလ်ကျောင်းကြီးသွားလို့လဲဟိုအနေဟိုမတတ်မချင်းဆိုပြီးလိုက်ခောက်နေတာမဟုတ်ဘူးဒါဒါဒါတလိလာစမ်း ဒါသာလေးလာပြီးဒါရေးစမ်းဒါလေးပဲပြောလိုက်တာဟုတ်ဟုတ်ပါဒါမြန်မာတက္ကသိုလ်တွေနဲ့ကြာတော့ဘာတွေကွာသလဲပေါ့အဲ့ဒါအဲဒီကကွာရကယ်ရီဂူလန်ပေါ့ဒီတင်ယူကအစားစားကွာတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဒီကဒီကဒီမှာចောင်းသားကို train ပေးတယ်တန်းထဲမှာ practice လုပ်တယ်ဟုတ်ကဲ့ဆက်ပြီးတော့ rank high နဲ့ပြီးကိုယ့်ရဲ့ critical thinking နဲ့ចောင်းအတန်းထဲက high နဲ့ဒီ group group project တွေရောဟိုဒီဒီပေါ့နော် individual project တွေရောဟုတ်ကဲ့အဲအမျိုးဆုံးသူတို့အများအများကြီးပပေါင်းတုံအောင်ကို train နေရပေါ့နော်ចောင်း သားတယောက်ကိုလေဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုလည်းမြင်ရပါတယ်ဟုတ်အေးမြန်မာပြည်နဲ့တော့ကွာတော့အင်းမြန်မာပြည်နဲ့ကွာတာဒီ critical thinking ပေါ့နော်အဲ့တော့ဒီနေတာပဲဖတ်ပါဆိုပြီးဒါမျိုးမလာတာမဟုတ်ပဲနဲ့ကိုယ်အုံနှောက်ကိုမသုံးသုံးအောင်ဟုတ်ဟိုဘက်လဲလိုက်ဒီဘက်လဲလိုက်နေမလောက်လည်းပါမင်းနေစာမတက်ဘူးပတ်စံကုန်သွားတယ်ဒါပဲဟုတ်တယ်ဟုတ်တယ်အဲတို့မှာဟိုဟိုဟာရဲဆိုလို့ half feeling တို့မှာမရှိဘူးဒီဟာတောင်းတာပေါ့မှာဟုတ်တယ်ဟုတ်ကဲ့အကြောင်းသားတွေကဒီပေါ့ဒီပေါ့ နိုင်ငံစုံလားဒါမှမဟုတ်ကနေဒီယန်တွေနဲ့မြန်မာလောက်ပဲလားညအခါကျွန်တော်အခန်းမှာလာတယ်အဲကနေဒီယန်ပါတယ်ဟုတ်ကဲ့ဒီအဲဂျော်ဒန် Middle East ကနေပေါ့နော်ဟုတ်ကဲ့ဟုတ်ပါတယ် International ចောင်းသားတွေဟုတ်ကဲ့ International ចောင်းသားတွေပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲဒီ Korea ဘက်ကလူတွေရောပါတယ်ဟုတ်ကဲ့အဲ့လိုမျိုးပေါ့နော်ဟုတ်တော်တော်များများနိုင်ငံစုံကြရတယ်ဟုတ်ကဲ့ဟုတ်အေးဟာဒီမိတ်ဖွဲ့ပြစ်တာပေါ့နော်အခုတငယ်ချင်းတွေရလောက်ပြီပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ရပါတယ်ဟုတ်ဆရာရဲ့ အဲ့ဒါအကယ်၍ဒါညီတာအချိန်ပေးနိုင်တယ်ဆိုလို့ရှိရင်တခါတလေအဲဘောအညီကိုလှမ်းခေါ်လို့ရလို့ရှိရင်ပေါ့နော်လှမ်းခေါ်ပြီးတော့မင်းမြန်ပါမယ်လို့ဒီအထူးသဖြင့်နှုတ်ဤဆောင်မခြင်းစိတ်ဤဆောင်မခြင်းဒါမြန်မာနိုင်ငံမှာဒါမျိုးပညာတတ်လူငယ်တွေအများကြီးလို့တာဟုတ်ညီဟာဒါတလေတစ်ချိန်လှမ်းကူညီနိုင်မှာပေါ့နော်ဟုတ်ကဲ့ဟုတ်နောက်ပါမြန်မာခြင်းတွေလည်းပြောမတတ်ဘူးဒီမှာဒီနားထောင်နေတချို့အားငယ်လို့စိတ်ရှိတဲ့မြန်မာတွေပေါ့ဟုတ်ကဲ့ အဲအကုန်လုံးပဲအဲအဲဘယ်လိုပြောရမလဲကြိုးစားကြပါလို့ဟုတ်ဟုတ်ကဲ့ဒါလူလည်းအဆင်ပြေရယ်ဟုတ်အကုန်လုံးအစစအရာဒီမှာပေါ့နော်မရောက်ခင်ရတာဒီလိုမျိုးဖိတားဖြစ်တာရောက်ပြီးတော့ရင်တော့အသားကြသွားမှာပါလို့အကုန်လုံးအဆင်ပြေပါတယ်အကုန်လုံးကြိုးစားကြပါလို့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့เออเอราเซเจซุบาเนาะนี่เนาะเออครับบายโจดาลุชิมามาซุဖြစ်ပါတယ်ခင်ဗျာบายบายเอ็งนี่เอ่อခလုံးမျိုး